အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 2 Online Shopping Pros and Cons ရဲ့ Comprehension A and B ရဲ့ 2B Vocabulary ရဲ့ကိုအတူတူလေ့လာကြည့်ကြရအောင် Comprehension A put the following in the correct column အောက်မှာပေးထားသည့်များကိုတဲ့မှန်ကန်တဲ့ column ထဲမှာထည့်ပေးပါတဲ့ Okay လေ့လာကြည့်ကြရအောင် ပထမဆုံးချစ်က buying selling online is quick and easy online ကနေဈေးရောင်းအယောင်းဝယ်လုပ်ခြင်းကတဲ့လေကူမြန်ဆန်ပါတယ်တဲ့နောက်တစ်ချက် in comparison of the items we want to buy can be made ကိုလိုခြင်းနဲ့ကိုဝယ်ခြင်းနဲ့ပစ္စည်းတွေကိုတဲ့ပစ္စည်းတွေရဲ့ဒီ comparison နိုင်ရှင်မှုကို can be made ပြုလုပ်နိုင်တယ်တဲ့နောက်တစ်ချက်က shopping can be done from home or workplace အင်းကနေအလုပ်ခွင်ကနေဈေးဝယ်ခြင်းကိုပြုလုပ်နိုင်တယ်တဲ့ delivery of the project can be delayed ကွန်ပျူစီးတွေကိုပို့ပို့ဆောင်တဲ့စနစ်ကကြန့်ကြာနိုင်နေတဲ့ shopping is available anytime မြတိအချိန်မဆိုဈေးဝယ်လို့ရနိုင်နေတဲ့ shopping less interactivity interactivity ဒီဈေးဝယ်ခြင်းဟာဆိုရင်နဲ့ဒီတင်းတဲ့တောင်ပြန်လည်ပြောဆိုဆက်ဆက်ဆက်သွယ်မှုမရှိဘူးတဲ့ a close investigation of the products went to bank ကိုလိုချင်တဲ့ပစ္စည်းရဲ့ a close investigation တိတိကျကျ investigation ဆိုတာကကျွန်တော်တို့ဒီ official examination အဲဆက်ဆေးခြင်းပေါ့နော်ဆက်ဆေးခြင်း cannot be made ကျွန်တော်လိုချင်တဲ့ပစ္စည်းကိုအနည်းကသိမှုမျိုးမပြုလို့နိုင်ဘူးတဲ့ things can be bought at lower prices ဒီပစ္စည်းတွေကို short sale နဲ့ဝယ်နိုင်တယ် or don't want attracted discount ဒီစိတ်ဝင်စားစရာ short sale တွေနဲ့ဝယ်နိုင်တယ်တဲ့ enjoyment shopping experience can be lost ပြောရှင်စရာကောင်းတဲ့ဈေးဝယ်ခြင်းအတွေ့အကြုံတွေ can be lost ပျောက်ဆုံးသွားနိုင်တယ် negotiations between buyers and sellers cannot be made ရောင်းသူတွေနဲ့ဝယ်သူတွေကြားထဲမှာညှိနှိုင်းမှုတွေပြုလို့နိုင်မှုတဲ့ our personal information be secure insecure ဆိုတာက secure ရဲ့ opposite ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပုဂ္ဂိုလ်ရေးဆိုင်ရာချက်လက်တွေကမလုံခြုံဘူးတဲ့ customer do not need to queue at the checkouts customer တွေက at the checkouts ငွေရှင်းကောင်တာမှာ do not need to queue တန်းစီနေကြမလို့ဘူးတဲ့ဒီချက်လက်တွေကိုကျွန်တော်ဖတ်လိုက်မယ်ဆိုရင် this advantage နဲ့ advantages of အဲ uh, shopping online ပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုကျွန်တော်တို့က column တစ်ခုထဲမှာမှန်ကန်တဲ့ဘက်ကိုတွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ခါတယ် column ထဲမှာထည့်လိုက်ပါတယ်ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှလေ့လာစီချင်ပါတယ်ဟုတ်ကဲ့စစ်ကြည့်ကြရအောင် comparison B က if the full sentence answer to a question below အောက်မှာပေးထားတဲ့မေးခွန်းတီးတီးကိုတဲ့ full sentence answer ပြည့်ပြည့်စုံစုံဖြည့်ပေးပါတဲ့ number 1 what is online shopping online shopping ဆိုတာဘာလဲတဲ့ online shopping ဆိုတာဘာလဲဆိုတာက first program မှာပါပါတယ်ကျွန်တော်ဒီမှာ highlight လုပ်ထားတယ် the electronic mode of shopping means online shopping that uses the internet as the main vehicle to conduct a commercial business ဒါကိုကျွန်တော်တို့အနည်းငယ် modify လုပ်ရုံပါပဲအဲ့တော့အဖြေက online shopping is the electronic mode of shopping that uses the internet as the main vehicle to conduct a commercial business second how can we buy and sell things over the internet internet ပေါ်မှာတဲ့ကျွန်တော်တို့ကွန်ပျူတာတွေကိုဘယ်လိုအယောင်းဝယ်လုပ်နိုင်တယ်လဲတဲ့အဲ့တော့ they can shop over the internet without leaving their home or office ကျွန်တော်တို့ internet ပေါ်ကနေကျွန်တော်တို့အိမ်မျိုးကျွန်တော်တို့ရုံးကနေမခွာဘဲနဲ့ဝယ်ယူနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာတော့ they နဲ့ရေးထားတာကျွန်တော်တို့ကအဲကိုယ်မေးတာဆိုတော့ကျွန်တော်တို့က our one နဲ့ဖြည့်ပြမှာပေါ့ we can buy and sell things over the internet without leaving our home or office ဖြစ်ပါတယ်နံပါတ်3က where can customers see the products in online shopping online shopping မှာဆိုရင်နော် customer တွေ company တွေကိုဘယ်မှာကြည့်နိုင်လဲ online shopping မှာဆိုရင် customer တွေက ကျွန်တော်တို့ website တွေမှာကြည့်နေတာပေါ့နော်ဒီကျွန်တော်တို့ through say a search engine using a search engine ပေါ့ကျွန်တော်တို့ search engine ကိုသုံးပြီးတော့မှ online မှာ internet မှာကြည့်နေတာဖြစ်ပါတယ်အဲ့တော့ဒီက customer can see the products on the internet on the internet website နည်းနည်း website တွေမှာ using a search engine and online shopping လို့ဖြစ်လိုက်ပါပြီ now for why do online sellers give discount to their customer ဘာကြောင့်မို့တဲ့ online ရောင်းချသူတွေက online ကနေရောင်းချသူတွေက customer တွေကိုချော့ဈေးတွေပေးတာလဲတဲ့ ဘာလို့ short sale တွေပေးရလဲဆိုရင်သူတို့က through online shopping online ကနေရောင်းဝယ်ခြင်းကြောင့် they can reduce the money ပတ်စံတွေ short ရနေတယ်သူတို့က spend on maintaining their shop stores သူတို့ရဲ့ store ဆိုင်တွေသူတို့ရဲ့ site တွေကိုပြည်ပြင်ထင်းထင်းဈေးပြည်ပြင်ထင်းထင်းနဲ့နေရာမှာကုန်ကြမဲ့ငွေတွေကို short ချနေလို့ကြောင့်သူတို့ကဒီ online customer တွေကိုသူတို့က short sale တွေပေးနေတာဖြစ်ပါတယ်ဒါတော့တက်ရိုက်ဖြီးပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်အဖြေက online seller give discount to their customers because through online shopping they can reduce the money spent on maintaining their shop or stores လို့ဖြစ်လိုက်ပါတယ်။ဟုတ်ကဲ့ဆွပြမယ်လို့မျိုးလင်းပါတယ်စစ်တီကြအောင်။ number 5က what is batch filtering process ဒီထိတွေ့ကြံတွေစက်တက်ခွင့်ရှိတဲ့ဖြစ်စဉ်ဆိုတာဘာလဲတဲ့အဲ့တော့ထိတွေ့ကြံတွေစက်တက်ခွင့်ရှိတဲ့ဖြစ်စဉ်ဆိုတာကကျွန်တော်တို့ဒီ passage မှာဆိုရင် touch filtering process ဆိုတာကအမ်ဘယ်လိုပြောမလဲ customer တွေက ဒီသူတို့ဝယ်တဲ့အဝတ်အစားတွေကိုစောင့်ဝတ်ခွင့်ရှိတာအပြီးရင်ကိုပစ္စည်းကိုသူတို့က close examination နိနိကကကစစ်ဆေးခွင့်ရှိတာပြီးတော့မဝယ်ခင်မှာကျွန်တော်တို့ပစ္စည်းတွေကိုအဲ have a chance to check it စစ်ဆေးခွင့်ရှိတာပေါ့လို့အဲ့ဒါကိုကျွန်တော်တို့က touch free try process လို့ခေါ်တာပေါ့အဲ့ဒါကိုကျွန်တော်ကအနည်းငယ် modify လုပ်ပြီးတော့မှဖြေထားပါတယ် feature and process is the process ကျွန်တော်ကတက်နေစပြည့်တယ်ဘလိုမျိုး process လဲဆိုရင် that the customer have customers demand ရှိတဲ့ဖြစ်စဉ်ဘလို့ဘာရှိတာလဲဆိုတော့ the opportunity to try and the clothes they buy သူတို့ဝယ်တဲ့ပစ္စည်းကိုစမ်းပြီးတော့မှဝတ်ခွင့်ရှိတဲ့ဝတ်ခွင့်ရှိတဲ့ဖြစ်စဉ်ပြီးတော့ cross examination of the products ကိုပစ္စည်းတွေကိုအနီးကပ်တိတိကျကျစစ်ဆေးခွင့်ရှိတဲ့ဖြစ်စဉ်ပြီးတော့ have the chance to check the products before buying them သူတို့ကမွေးယူခင်မှာကိုပစ္စည်းကိုနော် they have the chance to check it have the chance to check စစ်ဆေးခွင့်ရှိတဲ့ဖြစ်စဉ်လို့ဖြေလိုက်ပါတယ်အဲ့တော့ဆက်ပြမယ်လို့မျိုးလင်းပါတယ်နံပါတ်၁က what happens when cyber crimes occur cyber crime cyber ရာဇဝတ်မှုတွေဖြစ်ပေါ်လာပြီဆိုရင်ဘာတွေဖြစ်တတ်တယ်လဲတဲ့ cyber ရာဇဝတ်မှုတွေဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ customer ရဲ့ credit card details တွေ bank details တွေကမကြာခဏခွဲယူခံခြင်းတွေဖြစ်နိုင်နေပေါ့နော်အဲ့တော့အဖြေက Now, when some crimes occur, the customer credit card details and bank details are hacked. Seven, how can we have fun by going shopping? That's passage tema. တဲ့ကြည့်ပါပါရယ်ဈေးဝယ်တစ်ချက်ပြရဲ့ဘယ်လိုမျိုးပြရှင်မှုရနိုင်လဲဆိုတော့တဲ့ by going shopping they can have lots of fun experiencing a showroom atmosphere seeing smart say tendencies and meeting other shoppers of various type they die they ဖြစ်လိုက်လို့အဆင်ပြေပါရယ်ဟုတ်ကဲ့ကြည့်ကြရအောင် 8 what mode do you like to use to buy things you want မြင်လို့ခြင်းတဲ့ပစ္စည်းတွေကိုဝယ်ယူဖို့ဆိုရင်ဘလိုနည်းလမ်းကိုမြင်သုံးပြခြင်းလဲတဲ့ traditional or electronic traditional လားရိုးရာရိုးရိုးကျွန်တော်တို့ဝယ်နေကြပုံစံတိုင်းလားတော့မို့ electronic online ကနေနော်ကျွန်တော်တို့ electronic device တွေကိုသုံးပြီးတော့မှဝယ်ယူခြင်းလားတဲ့ why ဘာကြောင့်လဲတဲ့ကျွန်တော်ကတော့ဒါ online ကနေဝယ်တော့တိုက်တယ်ပေါ့နော် i like to use electronic mode to buy things i want as it can save time and money sorry it can save time and effort ဘာကြောင့်လဲဆိုတော့အချိန်ကလည်းတက်တာတယ်လူပင်မန်းလည်းတက်တာလို့ပေါ့ဗျာနံပါတ်9 among the disadvantages of online shopping mission in the passage ဆိုပိုက်ထဲမှာပေါ်ပြခဲ့တော့ online shopping ရဲ့ဆိုးကျိုးတွေအနည်းတဲ့ဆိုးကျိုးတွေကြားထဲမှာတဲ့ which do you think is the most serious ဘယ်ဟာကအရေးကြီးဆုံးလို့မြင်ထင်လဲ why ဘာကြောင့်လဲတဲ့အဲ့တော့ကျွန်တော်ကတော့ now among the disadvantages of shopping online mission the passage တော့ဘာအထက်မှာဖော်ပြခဲ့တဲ့ online shopping ရဲ့ဆိုးကျိုးတွေအားနည်းချက်တွေက i think ထင်တယ် online shopping is unreliable online shopping ကယုံကြည်စိတ်ချမှုမရှိတာကအရေးကြီးဆုံးလို့ပဲထင်တယ်။ဘာကြောင့်လဲဆိုတော့เนาะ as we can lose our money ကျွန်တော်တို့ရဲ့ပတ်စံတွေကိုဆိုးရှုံးနိုင်လို့ပေါ့ယုံကြည်စိတ်ချခြင်းမရှိတော့ကျွန်တော်တို့ပတ်စံတွေကိုဆိုးရှုံးမနိုင်တဲ့အခြေအနေပေါ့ဒါကတော့ကျွန်တော်ရဲ့ sample answer တွေပေါ့เนาะအကောင်းဆုံးအဖြေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်သို့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ The last one 10 do you think online shopping will completely replace traditional shopping in the future အနာဂတ်မှာတဲ့ဒီ traditional shopping ရိုးရာ နော်ရိုးရိုးတမယိုးကျဈေးဝယ်နေဈေးဝယ်ခြင်းကိုတဲ့နော် completely replace အဲလုံးဝအစားထိုးနိုင်မယ်လို့ထင်လား online shopping ကနော် online shopping ကတဲ့တမယိုးကျဈေးဝယ်နေကိုလုံးဝကိုအစားထိုးနိုင်မယ်အစားထိုးနိုင်အစားထိုးလိမ့်မယ်လို့ထင်လားတဲ့ဘာဘာကြောင့်လဲကျွန်တော်ကတော့မထင်ဘူးဘာလို့လဲဆိုတော့အာလူအများစုကဒီလူအများစုက တမယ်ရဲ့ဈေးဝယ်နေကိုတိတ်နေကြတော့မှာကျွန်တော်တို့လူကြီးတွေဆိုရင်တော့မှာပဲ online ကနေဈေးဝယ်ပို့တာခက်ခဲရှိနေမယ်။ငွေပေးချေတဲ့စနစ်တွေသူတို့နဲ့ family ရမှာဖြစ်တာမျိုးတွေရှိတာပေါ့နော်။အဲကျွန်တော်ကတော့ဒါမထင်ဘူး။အနာကမှာဘယ်ချိန်မှဖြစ်ဖြစ်ပေါ့နော်။ online ကနေအဲဈေးဝယ်တာကို online ကနေဈေးဝယ်တာကတမယ်ရဲ့ဈေးဝယ်တာကိုလုံးလုံးကြီးအစားထိုးတတ်နိုင်မလဲလို့မထင်ပါဘူး။ I don't think so because I can say that ကျွန်တော်ပြောနိုင်တယ် there will always be people who left only traditional shopping. traditional shopping only ကိုတာစိုက်တဲ့လူတွေ ရှိနေမယ်လို့အသေးစားရှိမယ်လို့ကျွန်တော်အမြဲတမ်းရှိမယ်လို့ကျွန်တော်ပြောနိုင်လို့ပါဟုတ်ကဲ့ဆင်ပြေမယ်လို့မျှော်လင့်ပါတယ်စစ်ကြည့်ကြရအောင်ဒီ vocabulary expressions related to shopping shopping နဲ့ဆက်ဆက်နေတော့ expression expression များ implies တဲ့နော်ဒါတယောက်ထဲလောက်ခိုင်းတာမဟုတ်ဘူးအတွဲလိုက်ပေါ့နေရာတူတူ complete the following sentences with the words given below အောက်မှာပေးထားတဲ့စကားလုံးတွေနဲ့နော်ကိုယ့်လက်တွေကိုဖြည့်ပါတဲ့ပေးထားတာက customers customer rate discount အလျှော်ဈေးတွေ finances ဒါငွေကြေးရေး appointment and change ချိန်ဆမှုတွေ negotiation ညီနေဆွေးနွေးမှုတွေ problems ပြဿနာတွေ services ဝန်ဆောင်မှုများ transition ရောင်းဝယ်ဖြစ်စဉ်တွေပေါ့နော်အဲ့တော့ဒီ2468ဒီရှင်းလုံးကိုကျွန်တော်တို့ကဒီ collateral ထဲမှာဖြည့်ပေးရမယ် number 1 online blah 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 is a payment method online blah 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 ဟာတဲ့ is a payment method ငွေပေးချေတဲ့ needs နဲ့ပါတဲ့ in which ဘယ်လို ဘယ်မှာလဲဆိုတော့ the transfer of money happens online transfer of money ဆိုတာငွေလွှဲပြောင်းတာ online online မှာပဲငွေလွှဲပြောင်းတဲ့ဖြစ်စဉ်ကိုတဲ့ online blah 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 လို့ခေါ်တယ်တဲ့ online မှာပဲငွေပေးငွေလွှဲပြောင်းတဲ့ဖြစ်စဉ်ကိုကျွန်တော်အအဖြေကတော့ခါတဲ့ transaction ပေါ့နော် transaction ဆိုတာကျွန်တော် with the passage မှာပြောခဲ့ပြီးပြီ transaction ဆိုတာဒီအယောင်းဝယ်နှစ်ခုကြားမှာငွေလွှဲပြောင်းတဲ့ဖြစ်စဉ်အယောင်းနှစ်ခုအယောင်းဝယ်အဲရုပ်တူနဲ့ဝယ်သူကြားမှာတပတ်တူညီထားတဲ့ ီ process တစ်ခုပေါ့နော်အဲ့တော့ online transaction is a payment method in which transfer of money happens online ဖြစ်ပါတယ် online မှာငွေပေးချေတဲ့ငွေလွှဲပြောင်းတဲ့စနစ်ကတဲ့ကျွန်တော်တို့ online transaction ပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ transition ဖြစ်လိုက်ပါပြီနံပါတ်2 the boss နော်တချို့ကတဲ့ mate ပြုတ်လုခဲ့တယ် and a or n blah 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 with his business partner သူရဲ့ဒီစပွားရေးလုပ်ဖို့ကံပဲကံပဲတွေနဲ့ to talk about the new project a new product company အတွက်တခုကြောင်းကိုဆွနေဖို့အတွက်အတွက်သူရဲ့ business partner တွေနဲ့မလုပ်ခဲ့လဲအဲ့တော့ customer တော့ဖြစ်နိုင်မှု may discount လည်းဖြစ်နိုင်မှု finances မဖြစ်နိုင်မှုဖြစ်နိုင်တာဒီနော် negotiation ရှိလိမ့်မယ် appointment ဖြစ်လိမ့်မယ်အဲ့တော့ဒီနေရာမှာတွေ့သုံးတာဒီ make appointment ပဲဖြစ်ပါတယ် so the service appointment number 3 customer who buy things for 50000 jet customer who buy things for 50000 jet and above ဒီ50 ton ဆိုတော့9000เนาะငွေ9000เนี่ยအထက်ဝယ်ယူတဲ့ customer တွေအတွက်တဲ့ customer တွေဟာတဲ့ဝယ် kit ရလိမ့်မယ် special blah 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 ငွေ9000အထက်နဲ့ငွေ9000အထက်9000ဘို့အထက်ဝယ်ယူတဲ့ customer တွေကတဲ့အထူးဘာရမှာလဲဟုတ်ကဲ့ဖြစ်နိုင်တာဒီအထူး4ဈေးပေါ့ဗျာ discounts ဖြစ်ပါတယ် Okay, number four, a friendly atmosphere and personal service often bind the hotel. Hotel ကပေးထားတဲ့ဒီ personal service တွေပြီးတော့ a friendly atmosphere တကယ်ကိုယဉ်ဤဖော်ရတဲ့ဒီစိတ်ခံစားမှုတွေကတဲ့ attract ဆွဲဆောင်တယ်တဲ့ဘာကိုဆွဲဆောင်မှာလဲ Yes, customer တွေကိုပေါ့ customer တွေကိုဆွဲဆောင်မှာပါ Number five, one of the common blah 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 or online shopping is that consumer do not know how to make payment. One of the common blah 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 online shopping online shopping ရဲ့ နော်အဲ common blah 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 နော်အဖြစ်များတဲ့အတွေ့များတဲ့ကုလတွေတဲ့ကတခုကားတဲ့ do not know မသိတာပဲ consumer ဆိုတာစားသုံးသူတွေက do not know မသိတာ how to make payments ဘယ်လိုငွေပေးချေရမလဲဆိုတာကိုမသိတာတဲ့အဲ့တော့ဘာဖြစ်မလဲ one of the common ဖြစ်နေတာတခုက problems ပြဿနာတွေကပေါ့နော်အဖြစ်အများတဲ့အတွေ့အများတဲ့ပြဿနာတွေက online shopping ရဲ့အဖြစ်အများတွေ့ရတဲ့ပြဿနာတွေကတခုက customer တွေကဘယ်လိုငွေပေးချေရမလဲဆိုတာကိုမသိတာပဲတဲ့အဲ့တော့ problems ဖြစ်ပါတယ်နံပါတ်၁ our company offers excellent all customer ကျွန်တော်တို့ရဲ့ company က offer ပေးထားတဲ့ excellent very good ပုံနဲ့ excellent ဆိုအရန်ကောင်းတဲ့ blah 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 to our customer customer တွေအားလုံးကိုအရန်ကောင်းတဲ့ blah 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 ကုလတစ်ခုကိုပေးထားပါတယ်တဲ့ yes service တွေပေါ့အရန်ကောင်းတဲ့ service တွေကိုပေးထားတာဟုတ်ကဲ့ prices of goods sold in supermarkets are fixed supermarket မှာရောင်းတဲ့ နော်ကွန်ပစ်စီးတွေရဲ့ဈေးနှုန်းကလည်း are fixed အတေပဲတဲ့နော်အတေပဲဆိုတာညှိနှိုင်းလို့မရဘူး so they do not allow သူတို့ကွန်ပျူတာကို price တခုပဲဖြစ်နိုင်ကြရှိတယ် negotiation နော်ကွန်ပစ် sorry ငွေဒီဈေးနှုန်းညှိနှိုင်းလို့ဆွေးနွေးလို့ဈေးနှုန်းညှိနှိုင်းဆွေးနွေးကိုကွန်ပျူတာပါဘူး okay နောက်ဆုံးတစ်ခုပဲကျမတို့ရယ် nowadays ဒီနေ့ခေတ်မှာဆိုရင် large companies ကုမ္ပဏီကြီးတွေက use in online system သူတို့က online system ကိုပဲအသုံးပြတော့တယ် to manage နော်စီမံခန့်ခွဲဖို့ there yes finances သူရဲ့ဘဏ္ဍာရေးဆိုင်ရာတွေကိုစီမံခန့်ခွဲဖို့အတွက် online စနစ်ကိုပဲအသုံးပြကြတော့တယ်ဟုတ်ကဲ့ဒါဆိုရင်ပြင်မယ်လို့မျှော်လင့်ပါတယ်အစမပြေဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ bye bye